ကဲကျွန်တော်ဆက်လက်ပြီးတော့စနေသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်ဆက်ရှိရမေလ9နဲ့25တနင်္ဂနွေနေ့ကနေပြီးတော့25မှာ4ရက်မေလ2025စနေနေ့အထိတပတ်တာအတွင်းကျွန်တော်တို့စနေသားသမီးတွေကံကြမ္မာကိုကြည့်လိုက်ကြရအောင်အဲ့တော့စနေသားသမီးရဲ့အနေနဲ့ဒီဘက်မှာဆိုလို့ရှိရင်တော့ကောင်းသောခီးတွေကြုံရမှာဖြစ်ပါတယ်။เนาะကောင်းသောခီးတွေကြုံရမယ် အခီးနဲ့ပတ်သက်တဲ့ခီးနီခီးဝေးအကျိုးရှိမယ်အဲ့တော့အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေဒီဘက်မှာလှုပ်ချင်းပြအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်တယ်အခုညီအထောက်ပံ့နော်ရတတ်တယ်လက်မဲ့အခြေအနေကနေလက်ရှိအခြေအနေကိုပြန်ပြီးတော့ဖြစ်လာလိမ့်မယ်အဲကိုယ့်ရဲ့အလောက်ကအကြံစီတွေငွေကြေးအကြံစီတွေအောင်မြင်မဲ့တပတ်တာလည်းပဲဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာကိုယ်ကခက်ခဲခက်ခဲပါစီအလားဇွဲမလျှော့ပဲကြိုးစားမယ်ဆိုရင်ကိုလှုပ်တဲ့ဟာတွေကအရာထင်မဲ့အကျိုးပေးမှာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ကိုကခက်ခဲလည်းရှိမယ်တစ်ဖက်မှာကောင်းကျိုးတွေလည်းရှိနေမှာ ဖြစ်ပါတယ်အဲ့တော့ဆိုလို့ရှိရင်ဒီတော့မှာဆိုရင်ဟာရင်းနှီးတဲ့သူတွေဟာအအခြေအိမ်တော်ရဲ့မိသားစုကိစ္စတွေမှာတော့နားလည်မှုလွဲတာမျိုးလေးတွေဖြစ်တတ်တယ်သဘောထားကွဲလွဲတာမျိုးဖြစ်တတ်တယ်အချစ်တော်သူတွေခင်တော်သူတွေနဲ့ခိတ္တအရာကြီးခွဲခွာတာမျိုးတွေကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ဘယ်လိုပဲဖြစ်ပါစေကျွန်တော်တို့ကံကောင်းနေတဲ့တပတ်တာလို့ပြောလို့ရပါတယ်အဲ့တော့ကိုယ့်ရဲ့အရေးကိစ္စကြီးငယ်ဟာလားကိစ္စတွေကိုဒီတစ်ပတ်မှာ လှုပ်ဆောင်မယ်အလားအကောင်းတွေဖော်မယ်ဆိုရင်အဲအောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုပိုင်လုံကရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအနေနဲ့လည်းဒီတစ်ပတ်တာမှာ ပြန်လည်ပြီးဥမော်လာမယ်ရောင်းဝယ်ကိုပိုင်လုံကနေဒီတစ်ပတ်တာမှာအဲတာမန်ထပ်ပို့ပြီးတော့အကျိုးမြတ်တွေဖြစ်လာမှာဖြစ်ပါတယ်ငွေကြီးလက်လာပဲရွှေမယ်မမျော်လင်းမဲ့ငွေဝင်မယ်ကြီးကဲသူတွေအကူအညီအထောက်အပံ့မျိုးတွေကိုရတတ်တဲ့တစ်ပတ်တာလည်းပဲဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ကိုဟာဟုတ်လား ကိုကြိုးစားသလောက်ဇွဲကောင်းသလောက်အရာရောက်မဲ့တပတ်တာဖြစ်တယ်ဟလားအဆင်မပြေတဲ့ကိစ္စတွေအပူပင်တော့ကတွေဒီဘက်တာမှာတော့ပြန်လဲပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ရက်တန်းနေတဲ့ကိစ္စတွေဒီဘက်တာမှာပြန်လဲလေပတ်လာမဲ့တပတ်တာဖြစ်တယ်။အိန္ဒိယပြောင်းတာဟာလာအလုတ်နေရပြောင်းတာအလုတ်တာဝင်ပြောင်းတာမျိုးတွေဖြစ်တတ်တယ်။ကောင်းသောအလှည့်ပြောင်းတာဖြစ်ပါတယ်ဒါတွေက။အဲ့တော့အလုတ်သောချောင်းမှာအင်တာဗျူးပြေမယ်လုပ်ငန်းတွေစတင်မယ်ဆိုရင်ဒီဘက်မှာလှုပ်ချင်းပြအောင်မြင်မှာဖြစ်ပါတယ်။ဒီဘက်ဒီဟာလာကို့အတွက် ကောင်းကျိုးလိုရာတွေများတဲ့အောင်မြင်မှုတွေရှိတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဇွဲကောင်းကောင်းနဲ့သာအခုလုံနေတဲ့ဟာတွေအကောင်းနဲ့ပေါ်ကျူးစားသွားပါလို့ကျွန်တော်တို့ဒီနေရာနေတိုက်တွန်းလိုက်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာကံကောင်းနေတာဖြစ်ပြီးတော့စနေသားသမီးများအနေနဲ့ဒီတစ်ပတ်ကံကောင်းလက်ရှိရင်ကနန်းကခုနှစ်ကနန်းမှာအကျိုးပေးတဲ့အကြောင်းအစဉ်ဆွဲအောင်ဖြစ်ပါတယ်အဲ့တော့ကံကောင်းနေသောစနေသားသမီးတွေအတွက်လမ်းညွှန်ပေါ်ကြပြလိုက်ပါတယ်